ရည်သမားအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါတင်ဆက်ပေးမှာကတော့ကဘာကနေပြီးတော့မိုင်ပေါင်း15ဘီလီယံကျော်အထိရောက်ရှိနေပြီဖြစ်တဲ့ဗိုယာကာ1အာဂတယင်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကဘာမြေမှာအလင်းနဲ့များစွာကွာဝေးနေသောခရီးကိုဖျက်ဆီးနေတဲ့ဗိုယာကာ1အာဂတယင်ရဲ့ဇလန်းဟာဆိုရင်တကယ့်ကိုအမကန်ဖြစ်ဖွယ်ရပဲဖြစ်ပါတယ်1989ခုနှစ်ကစတင်ခဲ့သောဤခီးစဉ်ဟာဆိုရင်ယခုအခါမိုင်ပေါင်း15ဘီလီယံကျော်အကွာဝေးကိုရောက်ရှိနေပြီပဲဖြစ်ပါတယ် သို့သော၎င်းမှအသုံးပြုထားသောဤပညာမှာတကယ့်ကိုအံ့အားသင့်ပွဲရာပင်ဖြစ်ပြီးတော့ 69kb သာရှိတဲ့မှန်ညံအချက်အလက်သိသိရန်အတွက် eight track တိတ်ခွေစံနဲ့ shake it for tran ဘာသာစကားနဲ့ရေးသားထားသော software တို့ဖြစ်ပါတယ်။ယနေ့ခေတ်ရဲ့အဆင့်မြင့်ဤပညာများနဲ့နှိုင်းယှဉ်လျင်ခေနောက်ကျနေသည်ဟုဆိုနိုင်တော်လဲပဲ Voyager 1ကိုလွန်ခဲ့သော290ခန်းကရေးဆွဲထားတဲ့ပုံစံအပြာရောင်များကိုကြည့်ရှုပြီးတော့ကဘာမြေမှထိမ့်ချုပ်နေရဆဲပဲဖြစ်ပါတယ်။အမိန်တစ်ခုကိုပို့လိုက်လို့ရှိရင် ၎င်းဟာအာဂါဒါယင်စီကိုရောက်ရှိရန်နိုင်ပေါင်း22နာရီကြာမြင်ပါတယ်။ဤကဲ့သို့သောအခြေအနေများကြားမှာတော့ဗူယာဂါဝမ်ဟာအဘယ်ကြောင့်ဆက်လက်လက်ပတ်နေနိုင်သေးသလဲ။အဓိကအကြောင်းရင်းကတော့၎င်းရဲ့ကြန့်ခိုင်ပြီးတော့ဒန်းအောင်ကြီးခံနိုင်အောင်လို့အစိပ်ပိုင်းများနဲ့ရှုပ်ထွေးမှုမရှိဘဲအလွန်ကိုယုံကြည်စိတ်ချရသောရိုးရှင်းတဲ့ဒီဇိုင်းတို့ကြောင့်ပဲဖြစ်ပါတယ်။ထို့အပြင်မမျော်လင့်သောအခြေအနေများအတွက်အရန်စနစ်များလည်းပါရှိသေးပါတယ်။အေရာအားလုံးဟာဆိုရင်တော့1989ခုနှစ်ကအင်ဂျင်နီယာများရဲ့ ကြိုတင်ခံမှန်းနိုင်စွမ်းနဲ့တိကျသောအစီအမံများကြောင့်နှစ်ပေါင်းများစွာကြာသည့်တိတိုင်အောင်ပြဿနာမရှိဘဲနဲ့လက်ပတ်နိုင်ခြင်းလည်းဖြစ်ပါတယ်။ဘူရာကဝမ်းအားဆိုရင်တော့လူသားတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းရဲ့အံ့ဩဖွယ်သက်တည်တစ်ခုဖြစ်ပြီးစကြဝဠာရဲ့နည်းနည်းသောအရာများကိုဆက်လက်စူးစမ်းနေစေပဲဖြစ်ပါတယ်။၎င်းမှာတော့ကမ္ဘာမြေပေါ်မှာရှိတဲ့တက်ရှိများနဲ့ရည်ကြည်မှုဆိုင်ရာအချက်အလက်များပါဝင်သောရွှေရောင်တက်ပြားလဲပါရှိပြီးတော့တစ်ချိန်ချိန်မှာအခြားအချို့မှာတတဝါများနဲ့တွေ့ဆုံပါကလက်ဆောင်အဖြစ်ပေးရရင်ကြီးရွယ်ထားတာလည်းဖြစ်ပါတယ်။ လင်းစစ်တာအတွက်ရေဒီယိုတတိကျအပူစွမ်းရင်ဂျန်နရေတာကိုအသုံးပြုတော့လဲပဲပါဝါဟာတဖြည်းဖြည်းညော်နေလာတော့ကြောင်း2025ခုနှစ်နောက်ပိုင်းမှာတော့သိပ္ပံဆိုင်ရာအချက်အလက်များကိုပို့ပေးနိုင်တော့မှာမဟုတ်ဟုခံမှန်းထားကြတာပဲဖြစ်ပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ